အခုပို့ချပေးမယ့်သင်ခန်းစာတော့ S for S ရဲ့အတုံးပဲဖြစ်ပါတယ် S for X ဆိုတဲ့အတုံးကဆရာတို့ဟလာမြန်မာလိုဆရာတို့နိနိဆဆဘာသာပြန်မယ်ဆိုရင်တော့အထိဆိုတဲ့အတိတ်ပဲပေါ့နော်ဟိုမှာဘယ်အထိညာအထိဆိုတဲ့အတိတ်ပဲအဲ့တော့ up to လို့ဟာမျိုးမှာကြတော့ဆရာတို့ဟလာ up to ဆိုတဲ့ဟာလည်းအတုံးလည်းရှိပါတယ်နော်အဲ့ဒီလိုအတုံးမျိုးပါပဲ s far x ဆိုတာနော်အထိဆိုတဲ့အတိတ်ပဲ တော့ဒါလေးကိုဆရာတို့ဘာသာပြန်ကြည့်အောင် I have read as far as the third chapter ဟလာအခန်းနံပါတ်3ခုအထိအခန်းနံပါတ်3ခုအထိကျွန်တော်ဖတ်ပြီးပြီ I have read ဆိုတဲ့ဒိဗေကကျွန်တော်ဖတ်ပြီးပြီ as far as အထိ the third chapter နော်အခန်းနံပါတ်3ခုအထိကျွန်တော်ဖတ်ပြီးသွားပါပြီ I will walk ျွန်တော်လမ်းလျှောက်မယ် with you ခမားနဲ့ကျွန်တော်လမ်းလျှောက်မယ် as far as post office เนาะစာရိုက်အထိခမားနဲ့ကျွန်တော်နဲ့အတူတူလမ်းလျှောက်မယ်ဒါက as far as ရဲ့အတုံးပါနောက်တစ်ခုကြည့်ပါမယ် we will go by train ဟာလာကျွန်တော်ကျွန်တော်တို့မြေထားနဲ့သွားမယ် SFX London London အထိကျွန်တော်တို့မြေထားနဲ့သွားမယ်နောက်ထပ်ကြည့်ပါမယ် SFX the sentence ဒီစာကြောင်းအထိ I think it's okay ကျွန်တော်ထင်တယ်အဲ့ဒါအဆင်ပြေတယ်လို့ကျွန်တော်ထင်တယ်ဒီစာကြောင်းအထိတော့အဆင်ပြေတယ်လို့ကျွန်တော်ထင်တယ်လို့ပြောလိုက်တာဖြစ်ပါတယ်နောက်တစ်ခုကြည့်ပါမယ် they are going to pick you up as far as your home. They are going to pick you up as far as your home. As far as your home, so come here, AT. They are going to pick la kolime. Come here, oh, come here, AT la kobalime. အပိကပ်ဆိုတာကလာခေါ်တာပေါ့နော်အဲ့တော့ဒိဗေက S forex ဟလာမကြာခဏဆိုသလိုဆရာတို့အင်္ဂလိပ်စကားပြောမှာပဲ ဖြစ်ဖြစ်စာရေးတာမှာပဲဖြစ်ဖြစ်တွေ့ရပါတယ်သူ့ရဲ့အသုံးကတော့မြန်မာလိုအထိဆိုတဲ့အဓိပ္ပာယ်တက်ရောက်ပါတယ်ဟလာတိတ်ခက်ခဲမရှိပါဘူးเนาะ